ဖတ်ပြောပြသည်ပြည်သူလူထုကလည်းဘယ်လိုလှုပ်ရှားမှုနဲ့မှလက်ရှိအာဏာပိုင်တွေကိုမချိန်ချောက်သလိုအာဏာပိုင်တွေကလည်းပြည်သူတွေကို ပြန်ပြီးတော့မချိန်ချောက်ပါနဲ့သဘောတူတယ်မလားကျွန်တော်တို့ပြည်သူတွေရဲ့ဘဝကိုရိုးရိုးသားသားပဲအေးချမ်းစွာတည်ုပ်ဖော်ပါမယ်တင်းကြံတုံးကစားခဲ့တဲ့ကျွန်တော်တို့ရဲ့ဖျောင်းနိုင်မြေတည်ုပ်ဖော်မှုကိုအခုပြန်ပြီးတော့နောက်ဆုံးအဆုံးသတ်တာဖြစ်ပါတယ်နှစ်ပေါင်းများစွာကြာအောင်အုတ်ချုပ်ရေးမှာ စီမံခန့်ခွဲမှုညံ့ဖျင်းခဲ့တဲ့အတွက်ကျွန်တော်တို့အမှောင်ထဲမှာနေခဲ့ရတဲ့ညတွေများပါတယ်အဲ့ဒါကိုပြည်သူလူထုရဲ့ပူပေါင်းဆောင်ရွက်မှုမပါဘဲနဲ့လည်းဘယ်သူမှမဖြေရှင်းနိုင်ပါဘူးပြည်သူလူထုရဲ့ပူပေါင်းဆောင်ရွက်မှုကိုလိုချင်ရင်ပြည်သူရဲ့စံနာကိုလေးစားပါလို့ပဲပြောရပါလိမ့်မယ်ဟုတ်ပါတယ်နော်အဲ့ဒီပြောင်းနိုင်ထွန်းခဲ့တဲ့အကြံရများကိုအမှတ်ရမယ်ဆိုရင်ကျွန်တော်တို့ဟာမြေသူတူတူတယောက်ကမှ မချင်းချောက်တို့ကျွန်တော်တို့ကိုချင်းချောက်တာမျိုးလည်းမတို့လားပါဘူးဒါကြောင့်ဖျောင်းနိုင်ထွန်းတယ်ဆိုတာလောက်ကတော့ကျွန်တော်တို့ပြည်သူတွေမှာအခွင့်အရေးရှိပါတယ်မိပြက်လို့ထွန်းရတယ်ဖျောင်းနိုင်ပါပျော်လို့ထွန်းတယ်ဖျောင်းနိုင်တော့မဟုတ်ဘူးချမ်းသာလို့ပေါ်နေလို့ထွန်းတယ်ဖျောင်းနိုင်လည်းမဟုတ်ဘူးဒါပေမဲ့တရားမျှတမှုလို့လိုပါတယ်ပြည်သူတွေမှောင်ထဲမှာချင်းကိုက်နေတဲ့အချိန်မှာ ဗမာပြည်ရဲ့တနေရာမှာ24နာရီအိမ်သာကြောင်ယုံကြောင်ညာအစမီးလင်းနေတဲ့တနေရာရှိတာကိုအဲ့တော့တရားမျှတမှုအတွက်ပဲပြည်သူတွေကတောင်းဆိုတာပါမှောင်ရင်လည်းအတူလင်းရင်လည်းအတူပဲဖြစ်တင်ပါတယ်ကဲကျွန်တော်တို့ရဲ့တင်းညာတော်ကဟောဒီပစွန်အောင်တဝိုက်မှာပစွန်အောင်ကြီးမြင်လာရင်သူ ਨੇ တို့ရန်ငင်းပြိုဖြူ ပပေဒန်သာသာသူတွေအမှောင်မှာဘလို့ဖြစ်ခဲ့တယ်ဆိုတာကိုသိဥဖော်ခဲ့တာကိုကျွန်တော်တို့ပြန်ပြီးတော့တချင်းဆိုကြပါမယ်။အရင်တော့လိုပဲကျွန်တော်မတိတတိတနဲ့တီးမယ်။ကျွန်တော်ညီညီမတွေအားဆိုကြမယ်ပေါ့။ကဲအားလုံးသဘောတူကြတယ်နော်။โอเคစကြမယ်။ ျွန်တော်တို့တကြံလုံးကစခဲ့တဲ့ခေါင်းလမ်းကြီးနဲ့တရုတ်ပေါ်တဲ့ပြည်သူ့ဘဝတရုတ်ပေါ်ကိုအခုဒီမှာပဲအဆုံးသတ်ပါတယ်ငြိမ်းချမ်းစွာအဆုံးသတ်ခြင်းဖြစ်ပါတယ်အောင်မြင်စွာအဆုံးသတ်ခြင်းဖြစ်ပါတယ်ပြည်သူ့ဆန္ဒကိုလေးစားတဲ့နဲ့ပြည်သူကိုအလေးအနက်ဖြေချတဲ့အစိုးရမျိုးကိုကျွန်တော်တို့စောင့်နေပါမယ်အားလုံးကျေးဇူးတင်ပါတယ်